အခုတကကျွန်တော်ရှင်းပြမယ့်တင်ရတာကတော့ကျွန်တော် Adobe Page Maker ပေါ့နော် Adobe Page Maker 7.0မှာဆိုလို့ရှိရင်ကျွန်တော်ရှင်းပြမှာကတော့ Chapter 3ဖြစ်ပါတယ် Chapter 3မှာဆိုလို့ရှိရင်ကျွန်တော် Insert Page ပေါ့နော်စာရွက်တွေဘယ်လိုထပ်ထည့်မလဲဆိုတဲ့သင်ခန်းစာလေးကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်အဲဆိုရင်တော့ကျွန်တော် Adobe Page Maker Software ကိုစပြီးတော့ကျွန်တော်ဝင်လိုက်ပါမယ် ဒီနောက်ကျွန်တော် server ခေါ်လိုက်မယ်ပေါ့နော် file ကနေပြီးတော့ new ကျွန်တော် server site ကတော့ a4 ပဲခေါ်လိုက်ပါမယ်ကျွန်တော် server တစ်ရက်ထဲပဲကျွန်တော်ခေါ်ထားပါမယ်ဒီနောက်ကျွန်တော်အဲ paper ပဲလေး delete မှာထားပါမယ်ဒီနောက် okay အဲ့ဒါနောက်ကျွန်တော်ခုလက်ရှိမှာဆိုရင်တော့ server ကဘယ်နှစ်ရက်လဲဆိုတော့ server ကတစ်ရက်ထဲပါတယ်ဟုတ်ပြီကျွန်တော်ဒီထဲမှာကျွန်တော်၄တောင် return ကလေးတစ်ပုံဆွဲပြီးတော့နော်အယောင်လေးထည့်လိုက်မယ်ပေါ့နော်ကျွန်တော်ဆာရွက်ဟိုဘီအခုလက်ရှိရှိတာကကျွန်တော်ကဆာရွက်ကဘယ်နည်းရယ်ပဲရှိရလဲဆိုတော့တရွက်အထဲပဲရှိတာပါ တရက်ထဲရှိရသေးတယ်လေကျွန်တော်ကစာဒီရက်ကိုကျွန်တော်စာရွက်ထက်ထည့်ကျင်တာပေါ့နော်ထက်ထည့်ကျင်တာဆိုတော့ကိုကဘာမှမရရသေးတဲ့စာတွေဟိုစာရွက်ဆိုလို့ရှိရင်တော့ကျွန်တော်ဖိုင်ထဲက document setup နဲ့ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်စာရွက်တွေကိုထက်ထည့်လို့ရပါတယ်ကိုကဒီမှာဒီစာရွက်မှာလည်းစာရိုက်ပြီးသွားပြီစာတွေရိုက်ပြီးသွားပြီအဲ့ကစာရွက်တွေကြားထဲမှာကိုကနောက်ထပ်အလွတ်တရွက်လောက်ထပ်ထိုးကျင်ထက်ထည့်ကျင်တာပေါ့နော်အဲအဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့ဒီ layout ထဲကကျွန်တော်တို့ insert page ကိုကျွန်တော်တို့သုံးပါတယ် တို့၄ယောက်ထက်က insert page ဆိုတာကျွန်တော်ဘာလုပ်တာလဲဆိုတော့စာရွက်ထထည့်တာပါဟုတ်ပြီအဲ့ဒါဆိုကျွန်တော်၄ယောက်ထက်က insert page ကို click တစ်ချက်နေလိုက်ပါဘောနော် insert page ကိုနေလိုက် insert စာရွက်ဘယ်နှယောက်ထက်မှာလဲဟုတ်ပြီကျွန်တော်၅ယောက်ထက်မယ်၅ယောက်ပေါ့နော်စာရွက်ထက်ဟုတ်ပြီ၅ယောက်ထက်မှာဟုတ်ပြီမှန်တယ်ဒါပေမဲ့ကျွန်တော်လက်ရှိဒီမှာ server က၁ယောက်ထက်ရှိနေသေးတယ်ပေါ့နော်အဲ့မှာကျွန်တော် before ရှိတယ် after ရှိတယ်ပေါ့နော်ကျွန်တော် before ကိုဒါရွေးခဲ့မယ်ဆိုလို့ရှိရင်အခုနောက်ထည့်တဲ့စာရွက်၅ယောက်က ပထမအခုလက်ရှိရှိတဲ့စာရေးနယ်မှာနံပါတ်1ရဲ့အရှိကနေ9 9ရွက်တိုးတာမှဖြစ်တဲ့အတွက်အခုလက်ရှိရောက်နေတဲ့စာမျက်နှာနံပါတ်1ကစာမျက်နှာနံပါတ်ကို6မှာရောက်သွားမှာဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အရှိကနေပြီးတော့9ရွက်ထက်ထက်လာလို့ပါဟုတ်ပြီကျွန်တော်ကတော့ after ကိုရွေးခဲ့မယ်ဆိုရင်တော့အခုလက်ရှိစာရေးရဲ့အနောက်ကနေပြီးတော့9ရွက်ဝင်သွားမှာဖြစ်ပါလေဒါကတော့ကိုတိုးမဲ့စာရွက်ကအရှိမတိုးမှလားအနောက်မှတိုးမှလားဆိုတာဒါကိုတော့သိဖို့လိုပါတယ် အခုလောလောဆယ်တော့ကျွန်တော်က B4 ကိုရွေးရပါမယ်အခုလက်ရှိစာရွက်အရှိကနေပြီးတော့9ရွက်တိုးမယ်ပေါ့နော်ကျွန်တော် insert ကိုနှိပ်ပါဒါဆိုရင်ကျွန်တော်ပုံကခုနကျွန်တော်၄တော့ကိုကင်းနဲ့ဆွဲထားတဲ့ပုံကစာမျက်နှာနံပါတ်ဘယ်လောက်မှရောက်သွားမလဲကျွန်တော်နှိပ်ကြည့်အောင်ပေါ့နော်ဒါဆိုရင်စာမျက်နှာနံပါတ်6ကိုရောက်သွားတယ်အစောနာကသူကဘယ်မှာရှိရလဲတင့်မှာရှိတာဘာကြောင့်6ကိုရောက်သွားလဲဆိုတော့သူ့ရဲ့အရှိမနောက်ထပ်9ရွက်ထပ်ထည့်လိုက်တာဖြစ်တဲ့အတွက်သူကနောက်ကိုစာမျက်နှာနံပါတ်6ကိုရောက်သွားတာပါဟုတ်ပြီကျွန်တော်နောက်တစ်ခေါက်ထပ်ထည့်ပြမယ် လျောက်ထဲက insert page ကိုနှိပ်ပါမယ်။နောက်ထပ်ဘယ်နည်းရလဲဆိုတော့နောက်ထပ်9ရွက်ထည့်တယ်။အခုလာကြကျွန်တော် after နဲ့ after ကိုယူခဲ့ပါမယ်။ကိုလက်ရှိနှိပ်ထားတဲ့စာရွက်က6မှာပဲနှိပ်ထားတာเนาะ6ကိုပဲနှိပ်ထားတယ်။ after ကအခုလက်ရှိစာရွက်6ရဲ့နောက်မှာနောက်ထပ်ဘယ်နည်းဝင်သွားမှာလဲ9ရွက်ဝင်သွားမှာပါ။ဟုတ်ပြီကျွန်တော် insert ကိုနှိပ်လိုက်ပါ။ဒါဆိုရင်ကျွန်တော်ပုံပေမှာရောက်သွားမယ်ကျွန်တော်စဉ်းစားကြည့်ရအောင်เนาะ။ ကျွန်တော်6ရက်နောက်မှာဘယ်နဲ့တွေ့လိုက်တာလဲ9ရက်တွေ့လိုက်တာဒါပုံမှန်ဘယ်မှာရောက်သွားမလဲ17မှာရောက်သွားမှာလားမဟုတ်ပါဘူးဘယ်မှာပဲရှိရလဲဇာမနာနံပါတ်6မှာပဲရှိတာပါဘာလို့လဲဆိုတော့သူ့ရဲ့အနောက်မှာ9ရက်ထပ်တွေ့လိုက်တာပါဒါကတော့ insert page ဆိုတာကကျွန်တော်ဘာလို့လာလဲဆိုတော့စာရွက်ထည့်တာပါကိုကိုကိုတို့မဲ့စာရွက်ကရှိမှတို့မှာလားနောက်မှာတို့မှာလားဆိုတော့ဒါလေးကိုတော့ဒီပို့လိုပါတယ်အဲဆိုရင်ကျွန်တော်လေးယောက်ထဲက insert page ကိုရှင်းပြသွားတာနားလည်မယ်လို့ထင်ပါတယ် နောက်တစ်ခုကကျတော့ go to page go to page ဆိုတာကတော့ကျွန်တော်တို့စာရွက်စာမျက်နှာနံပါတ်ကိုခေါ်သုံးတာပါကျွန်တော်ကဒီမှာတော့စာရွက်တည့်ရတယ်ပေါ့နော်စာရွက်အရွယ်200ပါညာအဲ့လိုမျိုးရှိရယ်ဆိုရင်တော့ကျွန်တော်ဒီမှာဒီနောက်မှာမများဘူးပေါ့နော်အများကြီးဆိုဟုတ်ပြီကျွန်တော်အခုလက်ရှိရောက်နေတဲ့စာမျက်နှာနံပါတ်6ဟိုကျွန်တော်စက်တစ်ကိုသွားကြတယ်ဒီမှာ11လို့ကျွန်တော်ရိုက်ထည့်လိုက်မယ်ပြီး okay ဒါဆိုရင်ဘယ်လိုရောက်သွားပြီလဲဆိုတော့စက်တစ်ကိုရောက်သွားပါပြီ go to page ဆိုတာကတော့စာမျက်နှာနံပါတ်ကိုခေါ်သုံးတာပါဟုတ်ပြီနံပါတ်1ကိုသွားကြတယ်1လို့ရိုက်ထည့်လိုက်ပါပြီး okay နော်ဒါကတော့ go to page ဆိုတာကတော့ subnet number ကိုခေါ်သုံးတာပါနောက်တစ်ခုကိုကျွန်တော်အဲဒီ shop page ကိုကျွန်တော်ပြောပြမယ်ပေါ့နော် remove page ကိုကျွန်တော်ခဏကြိုသွားမယ် shop page shop page ဆိုတာကဘာလို့ထားလဲဆိုတော့ဆိုင်ရွက်တွေကိုအရှိနောက်တန်းစီတာပါကျွန်တော် shop page ကို click ချနေလိုက်မယ်နှိမ့်လိုက်ပြီဆိုလို့ကျွန်တော်ဒီပေါက်ကြလာမယ်ပေါ့နော်ဒီ down ပေါက်လေးကိုဒီ down ကနေပြီးတော့ဆွဲချလိုက်ပါဟုတ်ပြီကျွန်တော်တို့ဒီမှာ subnet number 17ဆိုင်ရွက်17ရရှိရပေါ့နော်ပုံရှိတာ number 6မှာပဲရှိတာပေါ့နော်ဟုတ်ပြီကျွန်တော် number 6ကိုကျွန်တော်က tick ကိုပို့ချင်တာပေါ့နော် tick ကိုပို့ချင်တယ်ဆိုရင် number 6မှာကျွန်တော် ကိုရွှေ့ကျင်တဲ့ဇာရွက်ပေါ့နော်ဒါကတော့ကျွန်တော်နံပါတ်6ကိုပြောပြတာပါအဲနံပါတ်6ကိုကလစ်တစ်ချက်နေလိုက်ပါလက်ညှိုးကလစ်ကိုဖိပြီးတော့ဒီမှာအမဲရောင်တန်းလေးရှိပါတယ်အမဲရောင်တန်းလေးရှိပါတယ်အမဲရောင်တန်းလေးရှိပါတယ်ပြီးဟိုးရှည်ဆုံးရောင်လှစ်လိုက်ပါဒါဆိုရင်နံပါတ်1မှာ okay နဲ့ထွက်လိုက်ပြီဆိုလို့ရှိရင်တော့ number 1ကမှပုံရောက်သွားပါမယ်။အစွမ်းအားဆက်မနေနံပါတ်6မှာ6မှာရှိရတဲ့စာတွေကနံပါတ်1ကိုရောက်သွား။ဟုတ်ပြီနောက်ဆုံးပို့ခြင်းနေဆိုရင်ပို့လို့မရဘူးလား။ပို့လို့ရပါတယ်။ဒီမှာအမဲရောင်တန်းလေးပေါ့နော်။ကိုပို့ခြင်းနေနောက်မှာအမဲရောင်တန်းလေးဖြစ်အောင်ထားပြီးဆိုလို့ရှိရင်တော့ဘာလုပ်လို့ရလဲလွှတ်လိုက်ပါ။ ဆိုတော့ဒါဆိုရင်ပုံကနောက်ဆုံးရောက်သွားမှာပါ။ Okay နဲ့ထွက်လာ။ဟုတ်ပြီကျွန်တော်ရှေ့ဆုံးဝင်ကျွန်တော်ပြန်ပို့လိုက်ပါမယ်။လက်ညှိုးကလစ်ကိုဖိထားပြီးတော့ရွှေ့လိုက်ပါပြီ။ပြင် Okay ။ဒါဆိုရင်တော့ဇာမင်းနံပါတ်1မှာပါရောက်သွားပြီလေ။ပုံရောက်သွားပါပြီဒါ software ဆိုတာကတော့ကျွန်တော်ဘာလို့ဒါလဲဆိုတော့ cyber ကိုတန်းစီတာပါ cyber ကိုရှင်းအောင်ရွှေ့တာပါ software ဆိုတာကပေါ့နော် နောက်တစ်ခုကကျတော့ remove page remove page ဆိုတာကတော့ကျွန်တော်ဘာလုပ်တာလဲဆိုတော့စာရွက်ကိုဖြတ်တာပါကိုမလိုချင်တဲ့စာရွက်တွေကိုဖြတ်တာပါဟုတ်ပြီ remove page ကိုကျွန်တော်လေ့ချနေလိုက်မယ် remove page ဘယ်စာရွက်ကနေဘယ်စာရွက်ဒီဖြတ်မှာလဲဟုတ်ပြီကျွန်တော် sample number 6ကနေပြီးတော့ sample number 7 to ကျွန်တော်ဖြတ်လိုက်မယ်ပြီးလို့ရှင် okay ဒါဆိုတော့ sample number 6ကနေပြီးတော့7 to ပြတ်သွားတာဖြစ်တဲ့အတွက်တစ်ကနေပြီးတော့9 to ဘယ်နေရာပဲကျွန်တော်လဲ9ရွက်ပဲကျွန်တော်ပါ လေးယောက်ထဲက remove page ဆိုတာကစာရွက်ကိုဖြတ်တာပါ insert page ဆိုတာကစာရွက်ကိုထပ်တိုးတာပါ go to page ဆိုတာကတော့စာမျက်နှာနံပါတ်ကိုခေါ်သုံးတာပါ sort page ဆိုတာကတော့စာရွက်တွေကိုအရှိနောက်ပါလောက်တာလဲဆိုတော့တန်းစီရဖြစ်ပါတယ်နော်အခုလက်ရှိနံပါတ်1ပေါ့နော်ငါးကိုနေတယ်မှာပြင်โอเคဒါဆိုရင်ငါးကိုရောက်သွားပါပြီဒီမောက်က၄ရောက်တဲ့ go back go back ဆိုရင်ဘယ်ကိုပြန်ရောက်သွားမလဲဆိုတော့ဆမ်းနံပါတ်1ကိုပြန်ရောက်သွားမှာပါနောက်တစ်ခါ forward ဆိုလို့ရှိရင် number 5ကိုပြန်ရောက်သွားမှာပါ အဲ့လေးကိုပြောပြကျွန်တော်ပါဒါဆိုရင်ကျွန်တော်၄ယောက်တည်းက go to page တို့ insert page တို့ remove page တို့ sort page တို့ go back တို့ go forward တို့ကိုကျွန်တော်နားလည်မယ်လို့ထင်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော် column guide ပေါ့နော်ကျွန်တော်စာရေးတော့မယ်ကျွန်တော် channel ၄ယောက်တွေထိုင်တော့မယ်ဆိုလို့ရှိရင်ကျွန်တော် column guide ခွဲရတယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော် column guide မှာ click ချနေလိုက်မယ် number of column ဘယ်နှ column ခွဲမှာလဲဟုတ်ပြီ၃ column စပိတ်ဘီနီစပိတ်ဘီနီကောလာအဲ့ကောလာနှစ်ခုကြားတဲ့ကအဖြူသားလေးဘယ်လောက်ထားမှလဲဒါတော့ပုံမှန်2 depth ပေါ့ကောနော်1.17ဆိုပြီးတော့ပေးထားပါဗျာပင်ကိုကိုကအဲ့ကနေမှာ point 5ထားခြင်းနဲ့ဆိုရင်ထားလို့ရပါတယ် point 2ထားခြင်းနဲ့ဆိုရင်ထားလို့ရပါတယ်ပင် okay နဲ့ထွက်လိုက်မယ်ပေါ့နော်ဒါ point 167ဆိုတာဒီ line နှစ်ခုကြားတဲ့ကဒီအကွာဝေးလေးကိုပြောတာပါကောလန်ဆိုတာကတော့တစ်ကောလန်နှစ်ကောလန်သုံးကောလန်ဒီကောလန်နေရာမှာကျွန်တော်ကစာရေးတော့မယ်ဆိုတော့ DO ယူပါတယ်ဒီလိုလေးကောလန်အပြည့် test box ဆွဲလိုက်ပါ desk box ဆွဲပြီးတော့ကျွန်တော်ဘာလုပ်လို့ရလဲစာရေးလို့ရတယ်ဒါမှမဟုတ်ဆိုရင်ကလစ်တစ်ချက်နေပြီးတော့လည်းစာရေးလို့ရပါတယ်အဲ့လို column တူက column ကတော့တခုချင်းဒီပေါက်ကဒီမှာပဲစုံသွားတာပါဒီလိုမျိုးလေးတွေကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့စာလေးတွေရိုက်လို့ရပါတယ်အဲ့တော့ကျွန်တော် column တခုချင်းစီကိုကျွန်တော်ဘာလုပ်သွားလဲဆိုတော့စာလေးရိုက်သွားတော့အဲ့လိုမျိုးပေါ့နော် column တခုချင်းစီမှာကျွန်တော်တို့စာတွေရိုက်သွားပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်ဒီဘက်ကစာပိုက်ကို copy ကူးပြီးတော့ကျွန်တော်ထည့်ပြပါမယ်ဒီစာပိုက်ကို control c င်တော့ကျွန်တော်ဒီမှာကာဆာချလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့ control v နဲ့ကျွန်တော်စာအုပ်ထည့်လိုက်ပါတယ်ဒါဆိုရင်တော့စာဘိုက်ကဒီလိုပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်ပြီးရင်ကျွန်တော် do selection မှတ်လိုက်မယ် justify လို့လည်းပေါ့နော်ဒါဆိုရင်စာဘိုက်ညီသွားပြီနော်ခါကြလို့ရှိရင်တော့ကျွန်တော်ဒီထဲမှာဒီလိုမျိုးလေးဟာနေရာလေးတွေရှိတယ်ပေါ့နော်ကျွန်တော်ပထမစာပိုက်ဒီအတွင်းလေးကိုပို့ခြင်းနေဆိုရင်ကျွန်တော် point five လောက်ကျွန်တော်တွန်းကြည့်လိုက်ပါမယ်။အဲဒါဒီမှာပထမစာပိုက်ကလေးတွေတွန်းသွားပါမယ်။ ်နော်ပြီးရင်ကျွန်တော်ဒီအောင်မှာပဲဒီ server တွေကျွန်တော် copy ထပ်ကူးချမှာနော် control c ပြီးရင် control v ဒါဆိုရင်ကျွန်တော်ကဒီမှာဘာဖြစ်သွားပြီလဲဆိုတော့ကြော်သွားပြီဟိုဘက်ကိုကြော်သွားပြီပေါ့နော်ကြော်သွားပြီဆိုတော့ကျွန်တော်တို့ကကြော်လို့မရဘူးဒီ line ထိပဲကျွန်တော်တို့ဒီမှာထည့်မယ်ပေါ့နော်ဒီလိုမျိုးနေရောင်လေးရှိနေကျွန်တော်ဒီဘက် column ဘက်ကိုဆက်ပြီးတော့သွားမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ click တစ်ချက်နေလိုက်ပါနေရောင်လေးကိုတစ်ချက်နေလိုက်ပါ pin order key ကိုဖိပြီးတော့ ကျွန်တော်ဒီတောင်လေးမှာကလစ်တစ်ချက်နေလိုက်ပါဒါဆိုရင်စာအဲဆိုရင်ဒီနဲ့ဒီနဲ့ကဘာဖြစ်လဲဆိုတော့အအဆက်ဆက်ရှိတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီအောက်မှာလည်းကျွန်တော်ထပ်ပြီးတော့ control v နဲ့ထပ်ပြီးတော့ခြားပေးမယ်ကျွန်တော်လေးရှိရဲ့ပင်ဒီအနည်းလေးပေါ်မှာကလစ်တစ်ချက်နေလိုက်ပါပြီးရင်တော့ကျွန်တော်ဒီမှာကလစ်တစ်ချက်နေလိုက်ပါနော် ဒီအောင်မှာကျွန်တော်ထပ်ပြီးတော့ခြာမယ်။အဲဆိုရင်စာမလောက်တော့ဘူး။ဟုတ်တော့ရင်ကျွန်တော်ဒီပို့ရွှေ့လိုက်မယ်ပေါ့နော်။ပြင် click channel ။ဟုတ်ပြီဒီစာရောမရတော့ဘူး။စာရောမရတော့ကျွန်တော်ကဘာလို့နောက်စာရောကိုထပ်ပြီးတော့ပို့ရတော့မှာပါ။အဲဆိုကျွန်တော်ကနောက်ထပ်စာရောတရက်ထပ်ထည့်လိုက်မယ်ပေါ့နော်။9ရက်နောက်မှာ။9ရက်နောက်မှာတရက် after insert ။ဟုတ်ပြီဒီမှာ column guide မရှိသေးတဲ့အတွက်ကျွန်တော်တို့ဆောနာခွဲထားတာ column guide ကဘယ်လောက်မှခွဲထားလဲ။ဒါမှမဟုတ် number 5မှာပဲကျွန်တော်ခွဲထားတာဖြစ်ပါတယ်။ ၄ယောက်ထဲက column guide ဖြစ်သွားမယ်။အဲ့ဒါ column လေး3 column ပေါ့နော်။အဲကျွန်တော်တို့ဒီမှာဒီလိုမျိုးလေးကျွန်တော် column guide ခွဲပြီးဒီမှာအပေါင်းလက္ခဏာလေးရှိပါတယ်။ဒါတစ်ခုနဲ့တစ်ခုချိန်ထားတယ်ဆိုရယ် link ရှိတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ပြတာ။မနော်အပေါင်းလက္ခဏာလေးတွေတစ်ခုနဲ့တစ်ခုကျွန်တော်ဆက်ဆက်သွားတာ။အဲ့တော့ကျွန်တော် column guide ခွဲပြီးတော့ကျွန်တော်ကြာနေလေးယောက် ဒီဇိုင်းလေးချမယ်ဆိုရင်တော့ကျွန်တော်ဒီနည်းနဲ့ကျွန်တော်ဘာလို့လုပ်ရလဲဆိုတော့ချလို့ရပါတယ်ဒါကတော့ကျွန်တော် column guide ခွဲတာကိုကျွန်တော်ပြောပြသွားတာပါနောက်တစ်ခုကကျွန်တော် intent tag ကိုကျွန်တော်ပြောပြပါမယ်ဒီလိုပုံစံမျိုးလေးပေါ့နော်နောက်တစ်ခုကကျွန်တော်ဒီ intent tag ပေါ့နော်ဒီလိုပုံစံမျိုးလေးဖြစ်သွားအောင်ကျွန်တော်လုပ်ချင်ပါတယ်အဲ့တော့ကျွန်တော်ချက်ပုံချက်နည်းတွေကတော့ကျွန်တော် control အပောင်းကိုနှိပ်လိုက်တာပေါ့နော် control minus ကိုနှိပ်မယ်ဆိုလို့ရှိရင် ဇာရွက်ကြုံသွားမယ် control plot ကိုနှိပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဇာရွက်ချဲ့တာမယ်ပေါ့နော်ဒီလိုမျိုးနဲ့လေကျွန်တော်ဒီလိုပုံစံမျိုးလေးပေါ့နော်ဒါကတော့ကျွန်တော် indented ကိုတုံးပြီးတော့ကျွန်တော်လုတ်ပြတော့လုတ်ထားတာပေါ့နော်အဲဆိုရင်ကျွန်တော်ဒီဟာလေးကိုကျွန်တော်ပြောပြပါမယ်ဒီလိုပုံစံမျိုးလေးလုတ်တော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အရင်ဆုံးပါခေါ်ရလဲဆိုတော့ div တိုက်ထဲကနေပြီးတော့ indented ပါနော်ဒီ control ရဲ့ iron နှိမ့်လိုက်မယ်ဆိုလို့ရှိရင်လေဒီဘောက်ကကြာလာပါလေဟုတ်ပြီနော် ပြင် divine တိုက်ခဲက intent တက်ပေါ့ intent တက်ကိုလည်းအခုဒီမှာဒီမှာမျှားနေရှိနေရနော်ဒါကျွန်တော်အရင်လောက်ထားတဲ့ဟာမျိုးလို့ပေါ့နော်ပုံပြီးကျွန်တော်ကဒီမှာကလစ်တစ်ချက်နှိပ်ထားမယ်ပေါ့နော်ကလစ်တစ်ချက်နှိပ်ထားမယ်ပြင် divine တိုက်ခဲက intent တက်ကိုနှိပ်မယ်ဆိုလို့ရှိရင်ဒီမှာလည်းဒီမှာများလေးလေးရှိနေသေးရဟုတ်ပြီအားဖြင့်ကျွန်တော်တို့ကစားမချတော့ပေါ့နော် divine တိုက်ခဲကမလိမ့်မလဲဆိုတော့ intent တက်ဟုတ်ပြီအစွမ်းအများကြီးရှိနေတယ်ပေါ့နော်လက်ရှိများနေရှိနေတယ်ဆိုတော့ reach တက်ကိုနှိပ်လိုက်ပါမယ် ရစ်တက်ကိုနှိုးလိုက်ပါမယ်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီမှာဒီ line နဲ့တစ်ထပ်တည်းဖိအောင်ထားလိုက်မယ်ပေါ့နော်ဟုတ်ပြီဒါတော့ကျွန်တော်တို့နေရာတက်မှတ်တာတော့ပုံပေမရှိဘူးပေါ့နော်ဒါကိုကကိုရိုင်းမဲ့စာဘလောက်မှထားမယ်စင်ပြီမှာလဲဆိုတော့နည်းနည်းလေးကြည့်ပြီးတော့ရရမှာဖြစ်ပါတော့ပြီကျွန်တော်တို့ဒီ number အတွက်ကကျွန်တော်ဘယ်လောက်ထားမလဲဆိုတော့0.5ဒီတော့ position မှာကျွန်တော်ဘယ်လောက်ရက်ထားမလဲဆိုတော့ 0.5လို့ရိုက်ထည့်လိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီမှာ position မှာ click တစ်ချက်နေတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ adapt ဆိုတာရှိပါတယ် adapt ကို click တစ်ချက်နေလိုက်ပါအဲ့လိုမျိုးမလုပ်ခင်နေမှာကျွန်တော်ဒီမှာ left dot right dot center dot decimal dot ဆိုပြီးတော့ကျွန်တော် dash ဘယ်နှခုကြည့်လဲဆိုတော့၄ခုရှိပါတယ် left dot ဆိုတာကတော့ဘယ်ညီပါ right dot ဆိုတာကတော့ညာညီပါ center dot ဆိုတာကတော့အလဲကောင်ပါ decimal dot ဆိုတာကတော့တတိယကိန်းကြီးကိုအညီထားတာပါဟုတ်ပြီ ကျွန်တော်ဒီမှာဒီအပေါ်ဟာလေးလောက်ပြမှာဆိုပထမဆုံးနေရာ0.5ပေါ့နော်0.5 position attack ကိုနေလဲ။အဲဆိုရင်ဒီမှာညာလေးပေါ့နော်။ဒီညာလေးဝင်သွားပြီဆိုတော့ဒါကတော့ကျွန်တော် left tap ပေါ့နော်။ဟုတ်ပြီနောက်တစ်ခုဒီ IG တော့ကိုကျွန်တော်ကပထမ0.5ဆိုတော့တက်လက်မှထားတယ်ပေါ့နော်။1ပြီးရင် position attack ။အဲဆိုရင်တက်လက်မှမှာလေးဝင်သွားပြီ။နောက်တစ်ခု name တော့ကကျွန်တော်နှစ်လက်မှထားတယ်ပေါ့နော်။2 position attack ။ ါတော့ကျွန်တော်ပုံတည်မဟုတ်ပါဘူး။အကိုစာရိတ်မဲ့ပုံမှာမူတည်တာပေါ့နော်။ကိုစာရိတ်မဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်လက်မလေးတွေကိုခြာသွားတာပဲ။ဒါတော့ကျွန်တော်က0.5တလက်မနလက်မလေးလက်မပေါ့နော်ဒီတိုင်းမှာလေးလက်မအုပ်ပြီးနောက်တစ်ခု4လေးလက်မပါ position attack ဟုတ်ပြီလေးလက်မရောက်သွားပြီလေးလက်မဒီမှာတိုင်းပြီးရင်ဒီမှာ line လေးထင်ပေါ့နော်နောက်တစ်ခုကျတော့ကျွန်တော်6လက်မပေါ့နော် save ပြီးရင် position attack သူက6လက်မနဲ့လေးလက်မကြားထဲမှာကျွန်တော်က line ထဲမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ leader မှာ ဒေါက်တာ line ပဲထည့်မှာလားဒါမှမဟုတ် line အပြည့်ထည့်မှာလားကိုရွေးချင်တဲ့ line ကိုရွှေ့လိုက်ပါဒီကတော့ကျွန်တော်ဒေါက်တာ line လေးရွှေ့လိုက်မှာပေါ့နော် family ရွေးပြီးသွားပြီဆိုရင်တော့ apply ကိုနှိပ်လိုက်ပါပြီးလို့ရှိရင် okay ပြီးရင်တော့ dou ပါ click တစ်ချက်နှိပ်လိုက်ပါပြီးလို့ရှိရင်တော့ click တစ်ချက်နှိပ်ပြီးသွားရင် tab ကိုတစ်ချက်ခုန်လိုက်ပါပြီးရင်ကိုရိုက်ချင်တဲ့ undo စာပြီးရိုက်မယ်ပြီးရင် tab တစ်ချက်ခုန်လိုက်ပါပြီးရင် reg ပြီးလို့ရှိရင်တော့ tab တစ်ချက်ခုန်လိုက်ပါ n a n b name ပြီးရင်တော့ tab တစ်ချက်ခုန်လိုက်ပါ d i m b တိုင်းအဲ့နေရာမှာအရေးကြီးပါတယ်တိုင်းလို့ရိုက်ပြီးသွားပြီဆိုတော့ tab ကိုဆက်ပြီးတော့မခုန်ပါနဲ့ပြီးရင် under တစ်ချက်ခောက်လိုက်ပါ under တစ်ချက်ခောက်ပြီးသွားရင်တော့ tab တစ်ချက်ခုန်လိုက်ပါပြီးရင်1လို့ရိုက်ထည့်ပါပြီးရင် one လို့ရိုက်ပြီးသွားရင်တော့ tab တစ်ချက်ခုန်လိုက်ပါပြီးလို့ရှိရင်တော့နောက်ကကဏ္ဍကိုရိုက်ထည့်ပါပြီးရင် tab တစ်ချက်ခုန်လိုက်ပါပြီးရင် number ရိုက်မယ်ပြီးရင် z a r z a နာမည်ရိုက်ပြီးတော့ရင်တော့ကျွန်တော်တို့ tab တစ်ချက်ခုံလိုက်ပါမယ်။ဒီနှစ်ခုကြာမှကျွန်တော်က line ထဲမှာဖြစ်တဲ့အတွက်နောက်ထပ် tab တစ်ချက်ခုံလိုက်ပါမယ်။နော် tab ခုံပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ enter တစ်ချက်ခုံလိုက်ပါမယ်။ဒါဆိုရင် line ရထွက်လာပါပြီ။ဒုတိယကလည်းအဲ့လိုပါပဲ။ကျွန်တော် tab တစ်ချက်ခုံလိုက်မယ်။ပြီးရင် number 2လို့ရိုက်မယ်။ပြီးရင် tab တစ်ချက်ခုံမယ်။ပြီးရင်တော့ကဏ္ဍနေလေခုနလိုပဲပုံမှန်တိုင်းပဲကျွန်တော်တို့ရိုက်သွားလို့ရပါပြီ။ဒီတော့ကျွန်တော် tab တစ်ချက်ခုံမယ်ပြီးလို့ရှိရင်စာရိုက်လို့ရပါပြီ နော်ပြီးလို့ရှိရင်တော့နောက်ထပ် depth check ခုံမယ်နောက်တစ်ခါ depth check ခုံမယ်ပြီးရင် enter ခောက်ပါမယ်ကျန်တဲ့စာရီဆိုလို့ရှိရင်လည်းအောက်မှာအဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ဘာလုပ်လို့ရတော့ရိုက်သွားတော့ဟုတ်ပြီကျွန်တော်တို့ဒီကြားထဲမှာနည်းနည်းလေးချားကျင်တာနည်းနည်းလေးချားကျင်ဒီနိုင်တော့မှာ enter ခောက်ချလိုက်ပါတော့နော် enter ခောက်လိုက်ရင်ကျွန်တော်ဒီမှာချားသွားပါပြီအဲ့ဒါဒီစာကြောင်းတွေကိုနည်းနည်းလေးချားကျင်နေဆိုလို့ကျွန်တော်တို့ ကိုစိတ်ကြိုက်ကျွန်တော် line spacing လေးတွေချလုပ်ရပါတယ်ဆိုပြီးအောက်ကစာကြောင်းတွေလည်းဒီနည်းတိုင်းပဲပုံမှန်တိုင်းလေးပဲကျွန်တော်တို့ဘာလို့သွားရုံပဲလဲဆိုတော့ရိုက်သွားလို့ရပါတယ်ဒီ depth check ကို depth check ကို line တွေ့လာရင်ကျွန်တော် under count နဲ့ပြီး depth check ကိုပေါ့နော်ဒီလိုမျိုးနဲ့ကျွန်တော်ရိုက်သွားမှာပါ ခေါင်းမဲပြီး five ပြင်တက်တချက်ခုမှာပြင်တက်တချက်ခုမှာဒါဆိုရင်ပြီးသွားပြီပေါ့နော်ပြီးသွားပြီဟုတ်ပြီသူ့လိုပဲကျွန်တော်တို့ဘောင်လေးခတ်ချင်တယ်ဆိုရင်တော့ကျွန်တော်ဒီမှာ၄တောင် quadrangle လေးကိုယူလိုက်ပေါ့နော် rectangle ပေါ်မှာ clip တစ်ချက်နေလိုက်ပြီးရင် element တွေက stove ပြီးရင်ဒီမှာ file လေးကိုယူလိုက်ပါပြီးတော့ကျွန်တော်ဒီနောက်ကနေပြီးတော့ ဲ့ new click ကိုဖြီးပြီးတော့ဆွဲလို့ရပါတယ်။အစင်းကျွန်တော်ဒီအပွားပြောပြကြရလေးအစီအမယ်လို့ထင်ပါတယ်။ကျွန်တော်အောက်ကဟာလေးကိုဆက်ပြီးတော့ပြောပြမယ်ပေါ့နော်။ရအောင်ပါဆိုလို့ရှိရင်ကျွန်တော်တိ2 3 4 5နေရာရှိရပါတော့5နေရာလည်းအဲ့လိုပဲမျိုးခုနလိုပဲဒီဝမ်မီတိုက်ချက်က intended ပြီးရင်ကျွန်တော်ညာလေးကိုနေရာချမယ်ပေါ့နော် မတည့်လေပြတာအခုနများတွေရှိနေရဖြစ်တဲ့ဒီများတွေကိုတည်ထားရပါမယ်များတွေရှိနေရဖြစ်တဲ့နောက်တစ်ခုရရင်အဆင်မပြေပါဘူး restart ကိုပြန်နှိပ်ပေးပါပြီး apply ပေါ့နော်ဟုတ်ပြီ country တွက်ကိုတော့ကျွန်တော်နေရာမတက်မှတ်တော့ဘူးပေါ့နော် country တွက်ကိုကျွန်တော်နေရာမတက်မှတ်တော့ဘူးကလစ်နှိပ်ပြီးတော့ကျွန်တော်တိုင်ရိုင်မယ်ပေါ့နော် city city ကတော့အခုဒီမှာဆိုလို့ရှိရင်သူကညာဘက်တည်ညီနေတာဖြစ်တဲ့အတွက်ကျွန်တော်ဒါကိုကျွန်တော်ညာညီလို့ခေါ်တယ်ပေါ့နော်ညာညီ city ကိုကျွန်တော်နှစ်လက်မှထားမယ်ပြီးရင်ဒေါ်လာကကျွန်တော်ဒီအလဲကောင်စင်တာဖြစ်တဲ့အတွက်ဒေါ်လာကိုကျွန်တော် သုံးလက်မှထားမယ်ပေါ့နော်ဒီ area ကျတော့ဘယ်ကြီးဖြစ်တဲ့အတွက်ဒါသူ့ကိုလေးလက်မှနောက်တစ်ခုကျတော့ကျွန်တော်ငါးလက်မှခွဲပေါ့နော်ဒါကတော့ကျွန်တော်ကလုပ်ကိုလုံးနေကြဥပစာမလဲကျွန်တော်လက်မတွေကိုဖတ်လာတာပေါ့ကိုပါလူစပြီးတော့ခုမှလုံးမယ်ဆိုရင်တော့ကိုပါလူလက်မလေးကိုစာရွက်ပြီး margin နဲ့ချိန်ပြီးတော့ကိုပါလူလုံးယူရမှာပေါ့နော် ဒါပုံတွေတော့မရှိပါဘူးเนาะဟုတ်ပြီပထမဆုံးစပြီးတော့ထားမှာကဘယ်နှလမှာလဲနှလမှာ CDU စတာမယ် position အတက်နှလမှာမှာကျွန်တော်ကဘာညီလဲဆိုတော့ညာညီဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာညာညီများလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ရင်နှလမှာမှာဘာဖြစ်သွားမလဲဆိုညာညီများလေးဖြစ်ရပါမယ်ပြီးရင်တော့နောက်တစ်ခုက၃လမှာပါပြန်တော့ position attack ပါပြီးရင်၃လမ်းမှာမှာအလဲကောင် center ဖြစ်ရပါမယ်၃လမ်းမှာမှာအလဲကောင် center ဖြစ်ရပါမယ်နောက်တစ်ခုက၄လမ်းမှာပါ ပြီးရင် position အတက်လေးလမ်းမမှာအခုဆိုရင် center ကြီးဖြစ်နေပါတယ်ပြီးရင် left ပါပြီးတော့ငါးလမ်းမခွဲပါ5.5ပါပြီးရင် position အတက်ပေါ့နော်ဒါဆိုရင်ငါးလမ်းမညာကြီး၃လမ်းမ center လေးလမ်းမဘယ်ကြီးငါးလမ်းမလည်းဘယ်ကြီးပေါ့နော်ပြီးလို့ရှိရင်တော့ apply okay ပြီးရင် do ပြီးတော့ click တစ်ချက်နှိပ်မယ်ပြီးရင်အဲမှာစပြီးတော့ကျွန်တော်တို့ဘာလုပ်လို့ရပြီလဲဆိုတော့စစပြီးတော့ရိုက်လို့ရပါပြီပြီးတော့ tab တစ်ချက်ခုံပေါ့နော် bin dert içerik olmayı bin dert içerik olmayı bin dert içerik olmayı bunu no? bin o no? enda içerik olayı var bir kare çarjı nezunu bunu bin dert içerik bin o nörgü dert içerik အခုပြီးတခုကျွန်တော်တို့တပ်ခုံသွားရုံပါပဲနော်လွယ်ပါတယ်ပြီးရင်တပ်ဖြတ်ခုံမှာပြီးနော်တပ်ဖြတ်ခုံမှာပြီးနော်အန်တာခောက်ပါကျွန်တော်ဒီနီးနဲ့ပဲကျွန်တော်တို့ဘာလို့သွားလဲလို့ရအောင်လဲဆိုတော့ဒီနီးတဲ့အတိုင်းပဲမှန်မှန်လေးရိုက်သွားလို့ရပါပြီ ဒါဆိုရင်တော့တရားလည်းစင်ဒီမယ်လို့ထင်ပါတယ်။သူ့လည်းအဲ့လိုပဲနားလိုပဲပေါင်းလေးခတ်ချင်နေဆိုရင်တော့လေးတောင်ကိုကလေးယူလိုက်ပါတော့။ပြီးရင်လည်း new click ကိုပြီးပြီးတော့ဆွဲပါဟုတ်ပြီ။ဒါနောက်တစ်ခုကတော့ PCB ဖောင်ပေါ့နော်။ကျွန်တော်အလောက်လျှောက်မယ်ဆိုလို့ရှိရင်ဒါ CV form เนี่ยတော့ကျွန်တော်တို့နောက်ပိုင်းအမျိုးမျိုးရှိရပါတော့ဒါကတော့ပုံမှန်ရိုက်ပုံရိုက်နည်းတွေကိုကျွန်တော်ပြောပြပါမယ်ဒီလိုပုံစံမျိုးရိုက်တော့မယ်ဆိုရင်တော့ကျွန်တော်တို့ ဇာရွက်ကိုတော့ကျွန်တော်တို့ A4 ဇာရွက်ပေါ့နော် A4 ဇာရွက်မှာကျွန်တော်ကတော့အခု left right မှာ တလက်မှထားထားတယ် top button ကို point 5ထားထားတယ်ပေါ့နော်အဲ့လိုစပြီးတော့ကျွန်တော်ဒီလိုပုံစံမျိုးရိုက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်ခုနလိုပဲ intent တက်နေသွားလို့ရပါတယ်ခေါင်းစဉ်ရိုက်တော့မယ်ဆိုရင်တော့ကျွန်တော်ဒီနေရာမှာပထမတင်းနေမှာဒီပေါ်နာလေးမှာပေါ့နော်ကလေးတစ်ချက်နေပြီးတော့ခေါင်းစဉ်ကိုရိုက်ရိုက်ပြီးသွားအလဲခေါင်းစင်တာကိုပို့မယ်ပြီးတော့ကျွန်တော်တို့ site ကို18လောက်ထားမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းအဲ့လိုပါပေါ့နော် ဒါ site ကို session လောက်ထားတာပေါ့နော်ပြီးရင် board တွေနေပေါ့နော်အဓိကတော့ကျွန်တော်ဒီຢာလေးပေါ့နော်ဒါ intern တန်းနဲ့လုပ်တဲ့ပုံစံမျိုးလေးကိုကျွန်တော်ပြောပြပါမယ်အဲ့တော့ကကျွန်တော်တို့ခေါင်းစဉ်ဒီ August signature ရရောရိုက်တက်ပါတယ်နော်အဲ့ဒါကျွန်တော်ကဒီမှာ credit check နေတိုင်းလေးပေါ့နော်နေပြီးသွားရင်ဟုတ် DYB တိုက်တဲ့က intern တက်ကိုကျွန်တော်ယူမယ်မှာဆိုရင်စွမ်းနာတုံးထားဖြစ်တဲ့အတွက်များရရှိနေပါတယ် ညာလေးရှိနေပါတော့ reach တက်ကိုကျွန်တော်ပြန်နေပါမယ်။အဲဒါကျွန်တော်ကပထမဆုံးဘယ်လောက်ထားမလဲဆိုတော့အာဒီ name ကိုတော့ဒီညာလေးကပ်ရလေတော့ပေါ့နော်2.75ပေါ့နော်2.75ထားမယ်ပြီးလို့ရှိရင် position added ပေါ့နော် pin not 3ပေါ့နော်ဒါကတော့ကိုဘလောက်လောက်ထားရင်အဆင်ပြေနိုင်မလဲဆိုတဲ့ပုံမှာငူတည်ပြီးတော့ကျွန်တော်ထားပေါ့နော်ကျွန်တော်တော့ဒီမှာ3ထားပြီးပြီးလို့ရှိရင်တော့ sit ပေါ့နော် pin position added ပြီးတော့ရင် set ပြီးတော့ရင် 3D နဲ့ set ကြမှာ line လေးထည့်မှာဖြစ်တယ်တော့ leader မှာကိုတဲ့ dotted line ပဲရွေးမှာလာဒါမှမဟုတ်ဆိုရင် line အပြည့်ထည့်မှာလာကိုတဲ့ကျင်တဲ့ပုံစံမျိုးလေးကိုရွေးလိုက်ပါပြီးရင်တော့ကျွန်တော် apply ပြီးလို့ရှိရင် okay ပေါ့နော်ပြီးတော့ရင်စပြီးတော့ရိုက်လို့ရပါပြီစပြီးတော့ရိုက်လို့ရပြီဆိုတော့ကျွန်တော်အကြီးကြီးကြီးပဲဆိုတော့ cap block မျိုးကိုဖွင့်လိုက်ပါ cap block မျိုးကိုဖွင့်လိုက်ပြီးတော့ na name လို့ရိုက်မယ်ပြီးရင် depth check ကုန်မယ်ပြီးရင် shape ကိုပြီးပြီးတော့အဆက်နဲ့ဆက်ထည့်မယ်နောက်တစ်ခါ tab တစ်ချက်ခုံမယ်နောက်တစ်ခါ tab ချက်ဒီချိန်မှာ line ထွက်မလာသေးဘူးเนาะ line ထွက်လာသေးရဖြစ်တဲ့အတွက်နောက်တစ် tab တစ်ချက်ခုံလဲ line ထွက်လာပြီဆိုမှတို့ဘာလုပ်မလဲဆိုတော့ enter ခောက်ပါမယ် enter ခောက်ပြီးတော့ဆက်ပြီးတော့ဆက်ရေးပါမယ်ပင် tab တစ်ချက်ကုန်မယ်ပင် shigio bi sns ပင်နောက်တစ်ခါ tab တစ်ချက်ကုန်မယ်နောက်တစ်ခါ tab တစ်ချက်ကုန်မယ် line ထွက်မလာရဖြစ်တဲ့တော့ဘာလုပ်မလဲဆိုတော့နောက်တဲ့ tab ကိုဆက်ကုန်ပါပြီးလို့ရှိရင် enter ခောက်ပါမယ်ပြန်တက်တချက်ကုန်ပါမယ်ပြန်ရှိပြီးဖြစ်မယ်ပြန်တက်တချက်ကုန်မယ်တက်တချက်ကုန်မယ်လိုင်းထွက်မလာသေးဘူးနောက်တက်တက်တချက်ကုန်မယ်ပြန်အတားခေါင်းမယ်ကျွန်တော်အောက်ကစားရည်လဲဒီနည်းတိုင်းပဲကျွန်တော်တို့ရိုက်သွားမယ်ပေါ့နော်အဲ့ဒီမျိုးရိုက်ပြီးသွားပြီဆိုလို့ရှိရင်ဒီအောက်မှာ signature ရိုက်မယ်ဆိုရင်တော့ DOU လိုက်ပေါ့နော်ပြန်ဒီအရင်ဆုံးဒီမှာ line လေးတစ်ချောင်းဆွဲလိုက် နိုင်ဆွဲ BNDOU BND အောက်မှာ test box လေးတော့ဆွဲလိုက်စနစ်ချဆိုပြီးတော့ရိုက်လိုက်ရင်ဒါဆိုရင်တော့ CB form ကပြီးသွားပြီဖြစ်ပါတယ်နော်ဒါဆိုရင်တော့ကျွန်တော်ခုပြောပြတာတွေ CB form ရဲ့ကျွန်တော် intern တန်နဲ့ရိုက်တဲ့အဥ္စာလေးကိုအစီအပြေမယ်လို့ထင်ပါတယ်